China 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 တရုတ်နဲ့အမေရိကန်ကြားကုန်သွယ်ရေးစစ်ပွဲကြောင့်တရုတ်လက်လီရောင်းချမှုနဲ့အင်ချန်မင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများထိခိုက်ခဲ့ပြီးတရုတ်စီးပွားရေးကိုနှိကွေးစေခဲ့တာပဲဖြစ်ပါတယ်။အိမ်တော်စုအများအပြားကြီးကြွယ်ဝမှုအရေးမြင့်ဖြစ်တဲ့အင်ချန်မင်ဈေးကွက်ဟာကာလကြာရှည်ကြာဆဲမှုများကြောင့်ဝယ်လိုသူများအနေဖြင့်တွတ်ဆုပ်နေခဲ့တာဖြစ်ပြီးအင်ချန်မင်ရင်းနှီးမြှုပ်နှံမှုများဟာလည်းဇန်နဝါရီလမှဧပြီလထိနှစ်အလိုက်နှိုင်းယှဉ်ပါက30.3%ခန့်ကျဆင်းခဲ့တာပဲဖြစ်ပါတယ်။ ယခုလိုအိမ်ချက်မေဈေးကွက်ကျဆင်းမှုဟာအိမ်ဟောင်းများတာမကဆက်လုပ်ပြီးကစားအိမ်သစ်များပေါ်ပါတည်ရောက်မှုရှိနေတာပဲဖြစ်ပါတယ်ကုံတွယ်ရေးစစ်ပွဲမှာဖိအားများဟာတရုတ်အိမ်ချက်မေဈေးကွက်ကောင်းမွန်စွာလက်ပတ်ရင်းနဲ့တရုတ်စစ်ပွဲရေးပြတဲ့ဥမော့လာမှုပေါ်တော်လေးထိခိုက်စေခဲ့တယ်လို့လည်းပညာရှင်များရဲ့သုံးသပ်ချက်အရသိရပါတယ်အိမ်ချက်မေဈေးကွက်ပြတဲ့ဥမော့လာမှုကတဖြည်းဖြည်းနဲ့ဟန်ချက်မညီသေးတာကြောင့်နိုင်ငံတော်အဆင့်ကဒီကျဆင်းမှုကိုအေးအေးယူဆောင်ရွက်ဖို့အချိန်တစ်ခုယူရအောင်ပါအကောက်ခွန်ဆိုင်ရာအစိုးမြင်မှုနဲ့ မတိကြမီရမှုများကြောင်းဧပြီလတွင်ဝယ်လိုအားကျဆင်းစေခဲ့တယ်လို့လည်း ING Economic အဖွဲ့ရဲ့မဟာတရုတ်ဌာနမှစီးပွားရေးပညာရှင်လင်းဆောင်၏အစီရင်ခံစာတစ်ခုမှဖော်ပြချက်အတိုင်းသိရပါဗျာ။